နောက်ထပ်တင်ပြပေးသွားမယ့်သတင်းတစ်ပုဒ်ကတော့စာပင်နဲ့သက်ဆိုင်တဲ့သတင်းဖြစ်ပါတယ်။အာရခတက်တော် AA ရဲ့ဒုစစ်ဦးစီးရှုပ်ဒေါက်တာညိုထွန်းအောင်ရဲ့တပုံဖြူအဖွဲကဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့တိုက်ပွဲတွေအတွင်းကိုလက်အင်ကဆုံရှုံသွားရတဲ့ဒဏ်ရာရရေးပေါ်တွေအတွက်တရောက်စီကိုငွေသားသသိန်းနဲ့ကပြားစာအုပ်တအုပ်စီလက်ဆောင်ပေးပို့လိုက်တယ်လို့သိရပါတယ်။ အခုလိုပေးပို့မှုကိုကောင်းမွန်စွာလက်ခံရရှိသလိုကျေးဇူးလည်းအထူးတင်ရှိတယ်လို့ BNRA တက်မတော်ကဒီဇင်ဘာလ6ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာကတဆင့်ရေးသားထားပါတယ်တဘုံဖြူအဖွဲဟာတိုက်ပွဲတွေအတွင်းကိုလက်အင်ကဆုံရှုံသွားကြတဲ့တော်လန်ရေးရေဘော်တွေကိုကပြားစာအုပ်ရောင်းရငွေတွေအထဲကတရှုံနဲ့ကပြားစာအုပ်လက်ဆောင်တွေကိုဆက်တိုက်ပေးပို့နေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်းတိုက်ပွဲတွေအတွင်းကိုလက်အင်ကဆုံရှုံသွားခဲ့ရတဲ့ရှင်းအမျိုးသားကကွေရေးတပ်ဖွဲ့ CNDF ဖြင့်ဒဏ်ရာရရေးပေါ်တွေအတွက်ငွေကျပ်42သိန်းအပါအဝင်တပုံဖြူကပြာစာအုပ်42အုပ်လွေအိတ်42လုံးနဲ့စာအိတ်42အိတ်တို့ကိုလည်းတပုံဖြူအဖွဲ့ကပေးပို့ခဲ့တာပါနောက်ထပ်စာအုပ်တအုပ်အနေနဲ့ကတော့ရခိုင်ရဟန်းတော်အရခဘေရီရဲ့ ငါတယောက်တည်းမဟုတ်ဘူးဆိုတော့ဆောင်းပါအစီစူးစင်းမုံစာအုပ်ဟာ ထွက်ရှိလာပြီလို့သိရပါဗျ။ဒီစာအုပ်ကိုမြန်မာ၊ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို ဖြန့်ရှိသွားမယ်လို့လည်းသိရပါဗျ။အဲဒီစာအုပ်မှာဆောင်းပါ၆ပုဒ်အစီ၄ပုဒ်နဲ့ကြပြ၂ပုဒ်နောက်ထပ်၄ပုဒ်တို့လည်းပါဝင်တယ်လို့သိရပါဗျ။အခုဒီဇင်ဘာလပထမပတ်အတွင်းထွက်ရှိလာတာဖြစ်ပြီးတအုပ်ကိုရောင်းစေးကြက်ငွေတထောင်ခွဲသတ်မှတ်ထားတယ်လို့သိရပါဗျ။